ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့ဒီနှုတ်ကပတော်နားဆင်ကြတဲ့ဓမ္မမိတ်ဆွေများအားလုံးပေါ်မှာဘုရားသခင်ထံကနေကျေးဝရတဲ့ကောင်းချီးတက်ရောက်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါရယ်။မကြမှာတဲ့သူတွေလည်းဒီနှုတ်ကပတော်ကိုနားဆင်ခြင်းအဖြစ်ကျမ်းမှကျေးဇူးကျေးဇူးရရှိကြပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါရယ်။ခက်ခဲပြန်နာမျိုးမျိုးရင်ဆိုင်နေရတဲ့သူတွေစိတ်မသာညှိတွားနေရတဲ့သူတွေလည်းဒီနှုတ်ကပတော်နားဆင်ခြင်းအဖြစ် ခက်ခဲပြက်နာမြို့မြို့ကိုအောင်ပြီးဝမ်းမြောက်ခြင်းတရဖို့ဆောင်းနိုင်ကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါတယ်ဒီနေ့တော့သာရဖျားထံတော်ကသုတော်ဝိညာဉ်ဆိုရဲကောင်းစဉ်လေး ਨੇ ခွာပေးတော်မှာဖြစ်ပါတယ်ဒီနေ့ကျမ်းစာတော်တော်များများမှာသာရဖျားထံတော်ကသုတော်ဝိညာဉ်ဆိုရဲနော်အတုံးနှုံးနေတွေ့တွေ့ဖို့မှာထင်ပါတယ် အဲ့ဒါကိုတချို့တွေကနားမလဲတဲ့ခါမှာเนาะအမျိုးမျိုးပေါ့ဗာလဲပေါ့မြို့ခွန်းထုတ်ကြတယ်ပေါ့ဒီနေ့တော့အဲ့ဒါလေးလည်းအနည်းငယ်ရှင်းပြခြင်းနဲ့အခုကျွန်တော်အခြေပြုချက်နဲ့ဖတ်ချင်တာကတော့ဓမ္မရာဇဝင်ပထမဆုံးအခန်း16စာပိုက်14ဖတ်ပါမယ်ထာဝရဘုရားဝိညာဉ်တော်သည်ရှောလူမှထွက်သွား၍ထာဝရဘုရားထံတော်ကသိုးသောဝိညာဉ်သည်နှောက်ရတတ်၏ပြောရတွေ့ရတယ်ရှိရောကတော့ ူကဖျက်ခင်ဝိညာဉ်တော်ကယုံကြည်သူအလုံးပေါ်မှာသူကမတက်ရောက်ဘူးယုံကြည်သူအလုံးရဲ့အထက်မှာမရှိဘူးဖျက်ခင်အထုပိတ်တိတ်ထားတဲ့เนาะဘယင်တွေဒီလို prophet တွေเนาะအမှုတော်ဆောင်ကြီးတွေပေါ့သူတို့နဲ့ပဲရှိတာဖြစ်တယ်အဲ့တော့ရှောလုကရှင်ဘင်းဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့ခါမှာဒီဘုရားသခင်ကသူ့ကိုရှင်ပြန်အရာကနေပယ်လိုက်တဲ့ခါမှာ ူကသာရဖက်ဝိညာဉ်ဟာရှောလို့ဇာနေထွက်သွားတယ်။ရှင်ဘီယဖြစ်အစ်စ်ဗိတ်သိပ်ပေးတဲ့ဒါဝိရှုစီကိုရောက်သွားတယ်ဆိုတော့တွေ့ရတယ်။အဲ့တော့ရှောလို့ဇီကနေသာရဖက်ဝိညာဉ်တော်ထွက်သွားတဲ့ခါမှာဘာလာလဲဆိုတော့သာရဖျားထံကနေဆိုတော့ဝိညာဉ်ရှောလို့ဇီရောက်လာတယ်။ပြောတာတွေ့ရတယ်။ဆိုတော့ဘုရားသခင်ကဟာထံကနေဘလို့လို့ဆိုတော့ဝိညာဉ်တော်ရောက်လာရတယ်လေ။ ဒါလို့မေးကောင်းမေးစရာရှိပါတယ်မင်းလည်းမေးကြတယ်ပေါ့အဲ့တော့အနာကပါလဲဆိုရင်တော့ဒီနေ့ဒီဓမ္မအရာဆိုရင်20နှစ်မှလည်းရှိတယ်ပေါ့ပြီးရင်ယောဘဝတ္ထုမှရှင်းလည်းတွေ့ရတယ်အဲ့ဒါကတော့ကောင်းကင်ဘုံမှာနော်သတ္တမနတ်လည်းတော့ခွင့်ရှိတယ်တခြားဝိညာဉ်ဆိုးတွေလည်းရောက်ခွင့်ရှိတယ်ဘုရားခွင့်ပေးရင်ပေါ့နော်အကြောင်းကြောင်းကြောင့်တို့ရောက်လာခွင့်ရှိတယ် အဲ့ဒါအလုံးဖတ်ဖို့မှာပဲဖြစ်တယ်နော်အဲ့တော့ဘုရားသခင်စီကနေ authority တခုခုယူလာတာပေါ့ဒီလောကကြီးမှာတခုခုမဟုတ်တာလုပ်ဖို့အတွက်အဲ့ဒါလည်းဘုရားအခွင့်ပေးတာအကြောင်းရှိလို့ခွင့်ပေးတာပေါ့နော်ဒါကတော့ဒီကျက်သဖတ်ဖို့မှာဆိုရင်ခုနရှင်းလို့ဆိုရင်လည်းကြည့်လေနော်ဘုရားစကားနားမထောင်ဘုရားသခင်ကိုငင်းပယ်တော့ကြောက်ဟာလားသူ့ကိုနှောက်ရှက်ဖို့ဘုရားသခင်က သုသောဝိညာဉ်ကိုအခွင့်ပေးတယ်ဒါမျိုးအာဆိုရင်လည်းတရားပဲသူကြတော့သူကဒီတေဖို့သူ့ကိုလိန်ပြီးတော့မှညာပြီးတော့ဘုရားစကားလားကိုမထောင်တတ်တဲ့သူဆိုတော့ဘုရားအချင်းချင်းစန့်ကျင်တဲ့သူဆိုတော့နော်သူကတေကိုတေသွားဖို့အတွက်ဒီသုသောဝိညာဉ်ကနော်သူ့စီကိုရောက်ခွင့်ဘုရားသခင်ပေးလိုက်တယ်ဆိုတော့တွေ့ရတယ် သူတို့ပြောတဲ့အခါမှာဘုရားသခင်ကတော်တော်ရက်ဆက်တာပဲလို့တချို့ကအဲ့လိုအလွယ်ထင်တယ်ပေါ့အမှန်ကတော့အဲ့လူတွေသိုးတော်လဲဘုရားသားမီးဖြစ်တော့ကြောင့်သူတို့ငရဲကြတာမဟုတ်ပါဘူးပေါ့မဟုတ်ပါဘူးအဓိကနာကိုကိုစာရမဏအခွင့်ရသွားတယ်ကျေရောကာလမှာလဲတိကောခန်းငါးစာပိုက်တိကနဲ့ငါးထီမှာဒီပြစ်တဲ့နဲ့အပြစ်ကိုပြုတ်တဲ့သူကနောင်တမရအောင်နောင်တမရတဲ့ဖြစ်မှာဘုရားเจ้าမှာနေရာနော် ဝင်ယူနေတယ်ပေါ့အဲ့ဒီခါမှာရှင်ပေါလုကအတင်းတော်ကလည်းသူ့မောင်းထုတ်ခိုင်းပြီးတော့မှသူ့ရဲ့ခန္ဓာကိုစာရလက်ထက်အပ်ပါပြောတယ်ပေါ့ဆိုတော့အဲ့လိုသောသောဝိညာဉ်ပေါ့နော်နတ်ဆိုးပေါ့စာတမဏပေါ့အကုန်တစ်ဖွဲ့ထဲပဲနော်အဲ့တော့ဘုရားသခင်အခွင့်ရတဲ့ခါမှာလူတချို့တွေဟာတေရတယ်အလိန်ခံရပြီးတချို့တွေကရှက်ခွဲကြုံနေဖြစ်ရတယ်ရှုံးရှုံးရတယ် တချို့တွေကဒါအကုန်လုံးကဒီခန္ဓာကိုယ်ပဲနော်ခန္ဓာကိုယ်ဖျက်ဆီးခံရတယ်ဆိုတော့တွေ့ရတယ်အဲ့တော့ဒီမှာသင်္ခါရတစ်ခုကတော့သူကစာပိုက်23မှာနော်ဓမ္မရောင်ပရမဆောင်နော်အခန်း16စာပိုက်23မှာဖျက်ခင်ထံတော်ကသိုးတော်ဝိတော်ဒီရှောလို့အပေါ်သူရောက်တော့ခါဒါဝိဒီစောင့်ကူ၍တီးသဖြင့်သိုးတော်ဝိသိုးတော်ဝိညာဉ်ထွက်သွား၍ရှောလို့ဒီ တက်တာလက်ပဂရိကြမ်းမာလက်ရှိတတ်၏ကြည့်ဖဲခင်တန်ကလည်းသိုးသောဝိညာဉ်ကြောင့်ဆောလုကအဆုံးခံရရှာတယ်နော်ဒုက္ခန္တာကိုနော်ဒီနေ့နာတယ်ပေါ့ဝေဒနာခံစားရတယ်ဒါပေမဲ့အဲ့ဒါကြောင့်အဲ့ဒီနဆိုးသိုးသောဝိညာဉ်ကြောင့်ဒါဝိကတော့အောင်မြင်တယ်သူလူတွေ့ရတယ်ပေါ့ပြီးရင်ကျွန်တော်ယောဘအသက်တာလည်းအားလုံးသိပါတယ် ဒီသုဒ္ဓဝိညာဉ်ကြောင့်သာရမဏေကြောင့်ဟိုယောဘနဆတော့ကောင်းကြီးခံရတယ်ဆိုတော့တွေ့ရတယ်နော်ပြီးရင်ဒီတန်နာလုံငန်းမှာဆိုရင်ရှင်ပေါ်လို့ဒီနဆိုးနတ်ဒီဝိညာဉ်ဆိုးတွေတွေ့တဲ့ခါမှာမောက်ထုတ်တယ်သူကလူတွေထဲရတယ်နော်အဲ့တော့ तू အောင်မြင်ဖို့ဖြစ်လာတယ်ဒီလိုမျိုးတွေ့ရပါတယ်ပေါ့နော်တွေ့ရပါတယ် ဒါကြောင့်ဒီနေ့ထာဝရဘုရားထံကနေသိုးတော်ဝိညာဉ်တင့်စေကိုရောက်လာတယ်ဆိုရင်ရောက်လာတယ်ဆိုရင်တိဖို့ကအချုပ်အဖြစ်တော့နော်ဟိုကျိုးတော်ကာလကြည့်မယ်ဆိုတော့တေပြစ်တော့အတင်းအပြစ်ကိုပြုတ်ပြီးတော့မှနောင်တမရတတ်တဲ့နော်ဘလို့ပဲတုန်တင်တုန်နေနောင်တမရတဲ့သူတွေလဲဒီသိုးတော်ဝိညာဉ်လက်ထက်ရောက်တတ်တယ်သူတို့ အဲ့လူရဲ့ခန္ဓာကိုယ်ကိုအစိုးရသွားတယ်နော်ဖြစ်စည်းတယ်ဝေဒနာကိုဖြစ်စေတယ်ရှုံရှုံစေတယ်တေးစေတယ်ဒါလိုတွေ့ရပါတယ်ဒါပေမဲ့ဖျားသခင်စကားတော်နားထောင်တဲ့သူကြတော့အဲ့ဒီစိုးသောဝိညာဉ်ရောက်လာတဲ့ခါမှာအခက်ခဲပြက်စားမြို့မြို့တော့သူရင်ဆိုင်ရတော်လဲအောင်မြင်ဖို့ဖြစ်တယ်ကောင်းကြီးခံရဖို့ဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဓမ္မမေစုကိုတတော်ဆစ်ဆဲပါ ဒီနှုတ်ကပတော်အပြင်ဘုရားသခင်ငါသားငါသမီးသိုးသောဝိညာဉ်မဲ့စုံငါလွှတ်ရင်မင်းအောင်မြင်တော့သူဖြစ်ဖို့ကောင်းချီးခံရတော့သူဖြစ်ဖို့ဖြစ်တယ်လို့သူပြောတယ်ဆိုတော့နားလေနားလေပါဒါဆိုရင်သင်ပါဘာလုပ်ရမလဲဘုရားသခင်ကိုချစ်တော်စိတ်နဲ့စကားတော်နားထောင်ပါဒါဆိုရင်ဒီနေ့လူတွေတက်ရှုံရှုံစရာဖြစ်ရပေမဲ့သင်တို့အောင်မြင်စရာကောင်းချီးခံရစရာဖြစ်လာလိမ့်မယ်ခေါ်ပေးနေဒီကုန်းချုပ်ပါတယ် ဖျားသခင်နေတင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်